တော့အခုလာမယ့်နတော်လာပြင်းနေကပြက်ကတိန်မှာတော့ဒဇမလာ၄ရက်နေလို့ဖော်ပြထားပါတယ်เนาะဒါကတော့ဝဟာရလာပြင်းဖြစ်ပါတယ်တကယ်လာပြင်းကတော့ဒဇမလာ၅ရက်နေဖြစ်ပါတယ်အချိန်ကညာအာ sorry မနေ့စောကြီးမနေ့9:45မိနစ်ဖြစ်ပါတယ်เนาะမနေ့စောကြီး 9:45နာရီ45မိနစ်မှာလပြည့်မှာပဲဖြစ်ပါတယ်။နော်အဲ့တော့ဆရာမတို့ကအဲ့ဒီလပြည့်ကိုဥတီပြီးတော့ဆရာမတို့တွေအဋ္ဌထံကုသိုလ်တွေပြုကြမှာဖြစ်ပါတယ်။နော်အဲ့တော့နတော်လပြည့်မှာဆရာမရဲ့နော်ဆရာမရဲ့တင်နန်းမှာတက်ကြတဲ့တင်နန်းသားတွေဝင်ပြီးတော့လဲနားထောင်နေကြပါလိမ့်မယ်။နော်သူတို့ကိုလည်းသိစေခြင်းနဲ့အဲ့တော့ဒီခုလာမယ့်နတော်လပြည့်ကထူးခြားတယ် ဘာတို့ကြလဲဆိုတော့လာပြေလို့ပြောလိုက်တာ ਨੇ တင်းလာချိုချီရဲ့ပက်ခပလာအင်အားအပြစ်ရတဲ့နေအပြစ်ရတဲ့အချင်းလို့ဆရာမတို့သတ်မှတ်တယ်အဲ့တော့အဲ့ဒီမှာမှအခုလာပြေတဲ့နော်တော်လာပြေကတင်းလာချိုချီဟာနော်တိတ်တရာတီမှာအုတ်အားနဲ့ရက်တည်နေတဲ့ချင်းပြေတာဖြစ်ပါတယ်ဒါကြောင့်လာရဲ့ပက်ခပလာစွမ်းအားလဲပြေနေတဲ့ချင်းဖြစ်တယ်လို့လာရဲ့ရက်တည်ရာ ယာသည်ရဲ့အကျိုးပေးအင်အားကိုလည်းရရှိတဲ့အချိန်ကာလဖြစ်ပါတယ်။နော်ဒါကြောင့်စွဲငင်အားအလွန်ကောင်းတဲ့အချိန်ဖြစ်တယ်။စိတ်ဝင်ပြန့်နှံ့နိုင်တဲ့အချိန်ဖြစ်တယ်။စိတ်ပိုင်းဆန်နဲ့ပတ်သက်ပြီးတော့ဆူဆိုင်နိုင်တဲ့အချိန်ကာလဖြစ်ပါတယ်။အဲ့တော့အချိန်ကမနေ့9နာရီ45မိနစ်တိတိမှလတိမှဖြစ်တယ်။အဲ့တော့ဆရာမတို့ကထုံးစံအတိုင်း အဲ့ဒီမနေ့9နာရီ45မိနစ်ကိုဦးတည်ပြီးတော့ဆောင်ရွက်ရမှာဖြစ်တယ်။အဲ့တော့အားလုံးဆ iam နဲ့မိတ်ဆွေတို့အတူတူမနေ့9နာရီ30မိနစ်အချိန်မှာစတင်ချပါစတင်ချရမှာဖြစ်ပါတယ်နော်45ကိုဦးတည်ပြီးအဲ့တော့ဘာဖြစ်လို့15မိနစ်ကြိုပြီးတော့ဆောင်ရွက်တလဲပေါ့နော်15မိနစ်ကြိုပြီးဆောင်ရက်တာဘာကြောင့်လဲဆိုတော့ဆီယမ်မာရီပန်ရေချမ်းစီမီเนาะအစရှိတဲ့ ကုသိုလ်လေးကိုလည်းပြုရဖို့ရှိသေးတယ်အဲ့ဒီကုသိုလ်လေးပြုဖို့အချိန်နှက်ပင့်ဖို့အချိန်နော်ဖျားရှင်ရှိမှပန်ကြားဖို့အချိန်ဒီအချိန်တွေအတွက်ဆရာမတို့ရှေ့30မိနစ်စောပြီးတော့စတင်ပူဇော်မယ်နော်အဲ့တော့ဘာပူဇော်ရမလဲဆိုတာဆရာမဆက်ပြောမယ်သို့တော့အခုစတင်ပြီးပြင်ဆင်ရမှလေးကိုမိတ်ဆွေတို့အခုမြင်တဲ့အတိုင်းလေးပေါ့နော်အရှိမစီထမင်းဖြစ်ပါတယ်အခုဆရာမတို့ပြုလုပ်ရမယ့် မင်္ဂလာအချိန်သည်လာပြီချိန်သည်အာယုံတက်ပြီးချိန်ဖြစ်ပါလေဒါကြောင့်တန်ဃာတော်အရှင်မြတ်တို့အာယုံစွန်ဖုံးပွေသုံးဆောင်နိုင်တဲ့အချိန်လည်းဖြစ်ပါတယ်เนาะဒါကြောင့်ဆရာမတို့ဟာဘုရားရှင်ကိုအာယုံညွတ်သွားပြီးအာယုံစွန်အဖြစ်နဲ့လဲကတ်လူရမှာဖြစ်ပါတယ်အဲ့တော့ကတ်လူရမယ့်အာယုံစွန်ဟာအဲ့ဒီလာပြီနေ့အတွက်စီထမင်းစွန်ဖြစ်ပါတယ်ကော်ဖီဖြစ်ပါတယ်တောက်တော်ရင်ဖြစ်ပါတယ်เนาะ ဲ့တော့စီထမင်းရယ်ကော်ဖီဆွန်းရယ်နော်တောက်ကြော်ရင်ရယ်ကိုအနေအခြေနော်အနေထားကောင်းကောင်းလေးနဲ့ပေါ့နော်မိမိဇပွဲမိမိအိမ်မှာရှိတဲ့ဇပွဲအနေထားတိုင်းတစုရဲဖြစ်အောင်အဆင်ပြေသလိုပြင်ဆင်လို့ရတယ်ပြင်ဆင်ပါပြီးရင်နော်ဆမရဲ့မိစေတွေကတော့ဇပွဲခင်းအဖြူအဝါခင်းတာတယ်ဆိုရင်မိမိရဲ့ညာဘက်မိမိရဲ့ညာဘက်အဖြူခင်းတာတဲ့ဘက်မှာ ပန်းအဖြူတအုံးကိုပြင်ဆင်ရမှာဖြစ်ပါတယ်။အဲ့ဒီပန်းဖြူအိုးဒီပန်းအရေအတွက်မလိုဘူး။ပန်းဖြူတွေဖြစ်နေဖို့ပဲလိုပါတယ်။နော်မိမိရဲ့ဘယ်ဘက်ချမ်းသပွဲခင်းအဝါခင်းထားတဲ့ဘက်ကိုတော့တပြေပန်းအိုးတအိုးထိုးထားဖို့ဖြစ်ပါတယ်။ဒါကလည်းတပြေကလည်းဘယ်နှခက်ဘယ်နှညွတ်မရှိပါဘူး။တပြေဖြစ်ဖို့ပဲလိုတယ်။ဒါပေမဲ့ဆရာမကလည်း 哦，八路军来嗦，哎，特别厉害哦！听罗话，太可怜了，你那个，啊，西安特别毛厉害过，包围了几十天的，哎，不孬，后特别加入，我龙华信仰你几位青年的特别加入，特别苏热，我哈加入，八路哈的，得到，啊，是好，啊，你呢？喏，怎么说也笨，来没下嘛，屁股路前来，来没？ ပူဆော်မှသည်ပန်းဘာပန်းဖြစ်ဖြစ်ရတယ်ဒါပေမဲ့အဖြူကိုလိုချင်တယ်โอเคရအောင်အဲ့တော့ဒီဘက်မှာတပြေဒါပေမဲ့အဲ့ဒီတပြေမှာအနီရောင်ပါစေချင်တယ်နော်ဒါကြောင့်အာဆီယံတပြေနေဖြစ်ရင်ပိုကောင်းတယ်ဘယ်နဲ့ညော့ဘယ်နဲ့ခက်သတ်မှတ်ချက်မရှိဘူးမိမိတို့တင့်ထဲအောင်ပြင်ဆင်ဖို့လိုတယ်နော်နောက်တစ်ခုကဒီနောက်ဆုံးမှာနော်အလင်းတိုင်းအလင်းတိုင်း၃နိုင်ဖြစ်တယ် မနေ့9နာရီခွဲဖြစ်တဲ့အတွက်နေရဲ့အလင်းရောင်ဟာဟိုးအရှိယွန်းယွန်းမိုးကုတ်စက်ဝိုင်းကိုမရောက်ခင်နော်ဥစွာဝင်လာတဲ့အလင်းရောင်တဲ့တဲ့လေးပဲရှိနေသေးတယ်။ဒါကြောင့်ဆရာမတို့ဟာနော်မြတ်စွာဘုရားရှင်ကိုအာယုံပြုပြီးအလင်းတိုင်းသုံးတိုင်းပြင်ဆင်ပူဇော်မှာပဲဖြစ်ပါလေ။ဟုတ်ပြီနော်။ဒါပြင်ဆင်မှုပါ။အဲ့တော့ဒီပတိလေးကို နော်မိတ်ဆွေတို့မြင်လိုက်တာနဲ့ဆ iam မဘယ်အဋ္ဌံကိုဝင်စေမယ်ဆိုတာအလုံးအများအားဖြင့်ပေါ့နော်ဆ iam ရဲ့ရှေ့ပိုင်းကလေးကအတူတူအဋ္ဌံနေလောက်ခဲ့တဲ့မိတ်ဆွေတွေသိမယ်လို့ယူဆတယ်။ဒါသည်ဓာတ်လေးပါပရိဖြစ်ပါတယ်။နော်အဲ့တော့ဆ iam အခုဓာတ်လေးပါဂါထာနဲ့ဘောရုတ္တပမင်္ဂလာဂါထာကြီးကိုပူဇော်တဲ့အဋ္ဌံဝင်ဖို့ပြောပြနေတာဖြစ်တယ်ပြောပြမှာဖြစ်တယ်။အဲ့တော့ဓာတ်လေးပါ ဂါထာတော်နဲ့ဘွားတို့သမမင်္ဂလာကိုဒိဋ္ဌံဝင်တဲ့အခါမှာဓလေးပါပရိနဲ့ဝင်ရင်ပြည့်စုံပြီမဲ့ဆရာမရေကျွန်တော်တို့ကျမတို့တော့မသိဘူးအခုမှမြင်တယ်အခုမှတွေ့တယ်ဓလေးပါပရိလည်းမရှိဘူးရတယ်ရတယ်နော် sorry ဓလေးပါပရိမရှိလို့ဒီဒိဋ္ဌံမဝင်တော့ပါဘူးလို့လုံးဝလုံးဝမဖြစ်ပါစေနဲ့မိမိရဲ့ယင်ထဲကလာတဲ့သရတရားနဲ့ဂါရဝတရား မိမိရဲ့ပူဇော်နေတဲ့အချိန်မှာရှိနေတဲ့တတာစိတ်အဲ့ဒါဒီအလွန်အရေးကြီးပါလေနော်ဒလီဘရီနဲ့ပူဇော်နေပေမဲ့စိတ်ကဟိုရောက်ဒီရောက်အာဃာရဝဖြစ်တဲ့အမှုအရာရှိခဲ့ရင်ဒလီဘရီနဲ့ပူဇော်နေလည်းပဲထိရောက်မှုမရှိပါဘူးဒါကြောင့်ဒလီဘရီနဲ့ပူဇော်နိုင်ရင်ပူဇော်မပူဇော်နိုင်ရင်မိမိတို့အိမ်မှာရှိတဲ့တရားရှင်လုံးဗရီဘယ်ဗရီနဲ့ပဲဖြစ်ဖြစ်ပူဇော်လို့ရတယ်ဒါလေးကိုပြောချင်ပါတယ်နော်အဲ့တော့ ဒီပူဇော်မှုအားဓလေးပါဂါထာတော်နဲ့ဘွားတို့တပ္ပမင်္ဂလာဂါထာတော်ကိုပူဇော်ရမှာဖြစ်တယ်အဲ့တော့ပူဇော်ပုံပူဇော်နည်းကိုဆရာမပြီးရင်ပြောပါမယ်အခုဘယ်လိုစမလဲဆိုတော့စတင်တဲ့အချိန်လေးလေးကနေစပြီးပြောပြသွားပါမယ်နော်အဲ့တော့ဆရာမတို့အားလုံးကြိုပြီးပြင်ဆင်ထားမယ်ပေါ့ပြင်ဆင်ပြီးရင်မနေ့9နာရီခွဲကိုရောက်ပြီးဆရာနဲ့ဘုရားကျောင်းတော်ရှေ့မှာနေရာယူမယ်နော် ဖះเจ้าတော်ရှေ့မှာနေရာယူမယ်ပြီးရင်ဖះရှင်ကိုဩကာသအစချီပြီးရှခိုးမယ်ပြီးသွားရင်တော့ငါးပါးတိလခံယူပါမယ်အဲ့ဒါပြီးသွားရင်နော်ငါးပါးတိလခံယူပြီးသွားပြီဆိုရင်မိမိတို့ပူဇော်နေကြကတ်လူနေကြပန်းရေချမ်းစီမီအစရှိတာတွေကိုဖះเจ้าတော်မှာပြင်ဆင်ထားတဲ့အတိုင်းလဲပြင်ဆင်ရမယ်နော်ဒါအတိနဲ့အဲ့ဒါကိုကတ်လူလိုက်ပါ ပြီးသွားရင်တော့ဖះရှင်ကိုလျှောက်ထားပါရှင်ဖះဤနေ့ဤရက်ဒီနရောလာဤအင်အားကြီးမှသောလပခပြည့်သောနေ့ဖြစ်ပါ၏ဖះမကြမီအချိန်ကာလဖြစ်သောနော်နံနဲ့9နာရီ45မိနစ်တွင် လပခအင်အားပြည့်ဝစွာဖြစ်ထွန်းမည်ဖြစ်ပါ၏ဖះဤချိန်ကိုဥတီလျက်တပည့်တော်သည်ရှင်တော်မြတ်ဖះကိုဥထိတ်ထားခါ ဒါလေးပါဂါရတော်နဲ့ဘွားတို့တပ်ပမင်္ဂလာဂါရတော်တို့ကိုရွတ်ဆိုပူဇော်လျက်အေတရာရှင်လုံးဗရီဖြင့်ဗရီသုံးပတ်ပူဇော်ပါမည်ဖျားလို့ဖျားရှင်ရှိမှလျှောက်ထားခွင့်ပန်ရမှာဖြစ်ပါတယ်။နော်အဲ့ဒါပြီးသွားရင်တော့နှက်ပင့်ပါမယ်။နှက်ပင့်တာကမိမိတို့ပင့်နေကြပုံစံတိုင်းနှက်ပင့်ပါ။နှက်ပင့်ပြီးရင်မိမိပင့်တဲ့မမြင်အပ်မြင်အပ်ပုံကိုယ်ရောက်ရှိ လာပြီလို့ စိတ်မှာနားလည်ပေးပါအဲ့ဒါလဲဆရာမဒီမှာခက်မြန်မြန်လေးထည့်ပြောချင်တယ်နှစ်ပင်တဲ့ကိစ္စเนาะအချို့ကနှစ်ပင်တယ်ပင်ပြီးသွားရင်နှစ်ပင်တယ်ဆိုတာဟာမိမိထက်ပိုပြီးတော့မြင့်မြတ်တော့မိမိထက်ကမစိတ်ဒီအင်အားကြီးမှသောပုံကိုယ်တွေကိုပင့်တဲ့အတွက်တင့်တင့်လျောက်ပတ်သောနေရာဒီမှာရှိနေကြမယ်လို့ယဉ်ထဲမှာထားလိုက်ပါအဲ့ဒီအချိန်ကနေစပြီးဆိုလိုချင်တာကကိုယ်အင်ဝင်ဧည့်သည်ကြောင့်နေတယ်လို့ပေါ့ ကိုအိမ်ကိုကိုလေးစားရတဲ့သူဧည့်သည်ရောက်နေရင်အဲ့ဧည့်သည်ကိုထားပြီးတော့ဟဲ့မောင်ဖြူရင်မောင်ညိုရင်ဆိုပြီးတော့ဒီလိုလှမ်းပြောတာကြီးမလုပ်ဘူးလေဒီဧည့်သည်ရဲ့ဒီဧည့်သည်ပေါ်မှာထားတဲ့ဂါရဝတရားအဲ့ဒီလိုပဲဖျားရှင်ကိုခွင့်ပန်းမယ်ပြီးရင်နှက်ပင့်မယ်နှက်ပင့်လို့ပြီးပြီဆိုရင်မိမိမျက်စိနဲ့မမြင်ရတော့ညာလည်းပဲမိမိပင့်ဖိတ်ထားတော့ပုံကုံညာတယ်ကြွားရောက်နေကြပြီလို့စိတ်ထဲမှာခံယူရမှာဖြစ်တယ်အဲ့ဒီလိုခံယူမှသား ခံယူရင်ခံယူရင်နဲ့အချိန်ကြာလာတာနဲ့အမြတ်အဲ့ဒီဟိတ်ကအင်အားကြီးမားလာပြီတကယ်ကြွားတယ်နော်အဲ့တော့ဆရာမကဘလို့ကြွားလဲမမင်းနဲ့တကယ်ကြွားတယ်အဲ့တော့တကယ်ကြွားစီချင်းရင်ဓာရဝထားရမယ်နော်အဲ့တော့ပြင်မယ်ပြင်ပြီးသွားရင်အဲ့ဒီအချိန်ကနေစပြီးမိမိလေးစားထိုက်တော့မိမိကြီးညိုကြီးညိုတော့ဖះရှင်နဲ့တကွာနော်ဖះရှင်အားပူဇော်ချညဟန်တန်ကများ အရိယာသူတော်ဆေးများ ਨੇ လက်မျက်နှာကောင်းများကြာရောက်နေပြီလို့ယဉ်ထဲမှာထားလိုက်ပါเนาะအဲပင့်တဲ့နေရာမှာလဲနတ်ပင့်တဲ့နေရာမှာလဲပဲဘယ်ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်ဆိုတာကိုဘိုင်နေင်းနဲ့ပင့်ပြီးအကျွန်ုပ်နဲ့အတူတကွာရှင်တော်မြတ်ဖျားအားဤလက်ပြည့်နေ့တွင်ဒါနကုသိုလ်အဖြစ်စက္ကပ်လှူဒန်းခြင်းနဲ့တကွာเนาะလက်ပြည့်အဋိဌံကုသိုလ်အဖြစ်ဒါလေးမဂါရာတော်နဲ့ ဘဝတုတ္တပမင်္ဂလာဂါထာတော်တို့ကိုအတုတကွရောပွားတဲ့ဆယ်ပူဇော်နာကြတော်မူကြပါကုန်လောဆိုပြီးတော့အဲ့ဒီလိုဖိတ်ကြားမှာဖြစ်တယ်ဖိတ်ကြားပြီးပြီဆိုတော့မှအရှင်မြတ်စွာဘုရားတပည့်တော်နေတကွာကြွားရောက်လာကြောက်တော်တမရီဘဝနဲ့မျက်နှာကောင်းနဲ့အပေါင်းအဆောင်လျှောက်ပုဂ္ဂိုလ်ရူပုဂ္ဂိုလ်မြတ်အပေါင်းတို့သည်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားနည်းနည်းအာရုံစွန့်ဖြင့် 一十出名送我那个，高飞送我那个，十个八一新年票，一面接连到到家也先那个来十个露天买一新年票，主要以宝贝动上弄木吧新年票，阿边呢？阿哩老配家们，别端人十个买别人新年钞票，那钞票钱过了面今天的光。 ယရနာ၃ပါးကိုအာယုံညှော့တွားလျက်တင့်တယ်လန်းဆန်းသောအဖြူအောင်ရှိသည့်ဤပန်းတို့ဖြင့်လည်းရှင်တော်မြတ်ဖျားအားပူဇော်ပါ၏ဖျားအနီအောင်အသွေးနှင့်ပြည့်စုံသောတီအောင်တပြေပန်းတို့ဖြင့်လည်းရှင်တော်မြတ်ဖျားနှင့်ယရနာ၃ပါးကိုပူဇော်ပါ၏ဖျားအပူဇော်ခံတော်မူပါ ရှင်မြတ်ဖျားပြီးရင်နောက်မှမိမိတိုင်း၃နိုင်ရှိတယ်နော်ဆရာမဒါနမူနာလုတ်ပြလို့မထွန်းတော့နော် မိတိုင်းမှာထွန်းနာမယ်။ရောင်ဟာထိန်ကြီးသောဤမိတိုင်းတို့ဖြင့်လဲရှင်တော်မြတ်ဖျားနေတကွာယရနာ၃ပါးအားပူဇော်ပါ၏ဖျား။ဟုတ်ပြီနော်။ဆရာမပြောသားတဲ့ဝေါ်ဟာဒါလေးကိုသေချာချာမှတ်သားပြီးတော့လုပ်ဖို့လိုပါတယ်။နော်ဆွန်းကော်ဖီရေရို့ကိုစက္ကပ်လှူဒန်းပါတယ်။ပန်းနဲ့စီမီမိတိုင်းနေကိုတော့ပူဇော်တာဖြစ်ပါလေ။စက္ကပ်လို့မရပါဘူး။နော်မိမိရဲ့ကြီးညိုသရာစိတ်နဲ့သာ ်ဥစ္စာဖြစ်ပါတယ်โอเคเนาะဒါပြီးသွားပြီဆိုလို့ရှိရင်စကတ်လို့ပြီးသွားပြီဆိုရင်ယခုအချိန်ကာလမှာစရွေးရှင်တော်မြတ်ဖျားနေ့ယရနာ၃ပါးကိုဥထိတ်ထားလျက်တပည့်တော်သည်เนาะတပည့်တော်သည်ဓလေးပါဂါထာတော်နေ့ဘဝတုတပ်ပမင်္ဂလာဂါထာတော်တို့ကိုရောပွားတဲ့ဆယ်ပူဇော်လျက်ဣပရိအား၃ပတ်တိတိ 不少米片把一片，鲜肉面片啊，不少看前面白肉木瓜鲜面片。啊今两天煮得过不少家呀，再有辣椒很多。他们的话那边那个那帮里啊，多些多些东西了，包烧手包卤包个伢啊包肉嘞。碗面碗大抓片，哎，这呢就这得要有包得是不少辣家家吧，很多，受不了，喏。 ဖျားရှင်ရှေ့မှာနာမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတအဲ့ဒီလိုဖျားရှင်ကိုဥစွာဥခိုက်ပြီးတဲ့နောက်ဒလီဘာပရိရှိတဲ့လူတွေကတော့နော်ဆရာမရဲ့မိတ်ဆွေအဟောင်းတွေကတော့သိပြီးသားဖြစ်တယ်နော်ဒလီဘာပရိက နော်ဓာတ်မတူညီသောဓာတ်၄ခုနဲ့လောက်ထားတယ်ဒါကိုအကျဲချက်ပြီးမပြောတော့ဘူးစာမှာကဇီးသားဖြစ်တဲ့အယောင်အနက်ဆုံးနေရာကနေစပြီးတော့ပူဇော်သွားရမှာဖြစ်တယ်နော်ဆရာမအဲ့ဒါလေးကိုနည်းနည်းအဲတချို့ကြတော့ပရိရှိတယ်အခြားဒိဋ္ဌံတွေဝင်နေလို့ဒီဒိဋ္ဌံကိုဝင်ဖို့နော်ဟိုနည်းနည်းကျဲသွားတော့ပြန်မေ့သွားတာမျိုးရှိတတ်ပါတယ်ဆရာမပြန်ပြောမယ်နော်စကုမသရမဆိုင်သောဓမ္မညုံဓမ္မသာမီကောဘလူပေတော်ဗလာတော်ရတော်ဒေတု မေဝရံလို့ပူဇော်ပြီးရင် ပရိတလုံးချပါမယ်။ညောင်းပရိတလုံးချပါမယ်။အဲ့တော့နောက်တစ်ခါစကုမာစရမာစိန်နောဂါထာတော်တပုတ်ပြီးရင်ပရိတလုံးချပါမယ်။နော်အဲ့ဒီလိုနဲ့သွားလိုက်တာဟာနော်ဒီအကြောင်းမတူတဲ့နေရာကိုရောက်ရင်ပရိနှစ်ခုပရိလုံးမတူတဲ့ပရိလုံးနှစ်ခုရဲ့အလယ်မှာလက်ကိုထားပြီး ဘဝတုတပ္ပမင်္ဂလာရခန်တုတပ္ပဒေဝတာတပ္ပဗုဒ္ဓနုပါဝိနတရာသူခီဘွန်တုတေဆိုတဲ့เนาะ၃ပိုက်တော့ဂါထာတော်ကိုပူဇော်ရမှာဖြစ်ပါတယ်။အဲ့ဒီကနေဆက်ပြီးတော့ပူဇော်သွားမယ်။အဲ့လိုပူဇော်သွားတဲ့အခါမှာနောက်ထပ်ဘယ်ကိုရောက်သွားလဲဆိုတော့เนาะနောက်မတူညီတဲ့နေရာကိုရောက်မယ်။ဘဝတုတပ္ပမင်္ဂလာ၃ပိုက်ပူဇော်မယ်။ပြီးရင်ဓလေးပါဂါထာတော်တပုတ်ပြီးရင်ပရိတလုံးချသွားမယ်။အဲ့ဒီလိုနဲ့ เนาะဒီအထိရောက်သွားမယ်เนาะညာဘက်လက်မှာဒီစေရီပရိစေရီလေးစီကိုရောက်သွားမယ်အဲ့ဒီရောက်သွားပြီဆိုတာနဲ့ဘဝတို့တပ်ပမင်္ဂလာဂါထာတော်ကြီးကိုပူဇော်ပြီးပရိတပိုက်ကိုပရိเนาะပရိတပတ်ကိုပြီးဆုံးစေရမယ်အဲ့ဒါပြီးသွားရင်ဆက်ပြီးတော့မပူဇော်နဲ့ဟုတ်ခဏနေမယ်ရှင်တော်မြတ်ဖျားတပည့်တော်ဒီရှင်တော်မြတ်ဖျားနဲ့ရတနာတော်မှာဥထိတ်ဓာရွေ့ ဒါလေးပါဂါထာတော်နဲ့ဘွားတို့တပ်ပမင်္ဂလာဂါထာတော်တို့ကိုပရိတပတ်ပူဇော်ပြီးမြောက်ခဲ့ပါပြီဗျာကြွရောက်၍တူတကွပူဇော်ကြကုန်သောတမာရိဝနတ်မြတ်နတ်ကောင်းနတ်အပေါင်းအဆောင်ရှောက်ပုဂ္ဂလူပုဂ္ဂိုလ်များအပေါင်းတို့သည်လဲဝမ်းမြဝမ်းသာရှိကြပါကုန်လောဆိုပြီးတော့တခါနောက်တစ်ပတ်စမယ်နော်စက္ခုမဆရာမဆိုင်တော့ဓမ္မညုံဓမ္မသာမီခေါ်ကနေစမယ်နောက်တစ်ပတ်အဲ့ဒီလို၃ဘက်တိတိပူဇော်သွားရမှာ ဖြစ်ပါလေ เนาะ3ဘတ်อ่ะမနေ့9နာရီခွဲကနေစပြီးတော့ပူဇော်သွားရမှာဖြစ်တဲ့9နာရီခွဲကနေစပြီးဖျားရှိခိုး9ဘတ်တိလခံပေါ့เนาะအဲ့ဒီနေ့အဲ့ဒီအချိန်ကာလရဲ့အချိန်ကာလတိတိစီစဉ်ဆောင်ရွက်ရမှာ ဖြစ်တယ်။ဒါပေမဲ့ဒီတစ်ပတ်ဒီတစ်လလပြည့်အစီရင်ရဲ့ထူးခြားချက်က3ရက်တိတိစက်တိုက်ဆောင်ရွက်ပေးပါနော်လာပြည့်နေ့မှာတော့လာပြည့်တဲ့အချိန်ကို UTV မနေ့9နိုင်ခွဲကနေစပြီးဆောင်ရွက်ရမယ်လို့ ဆိုပါတယ်ဒါပေမဲ့အခြားရက်တွေကတော့ဖြစ်နိုင်ရင်မနေ့ပိုင်းကိုပဲစောင့်ရပါသို့တော့မိမိတကယ်ကိုစိတ်နှင်းပြီးအေးအေးချမ်းမြေ့နဲ့စောင့်ရနိုင်တဲ့အချိန်မှာစောင့်ရွက်လို့ရပါတယ်၃ရက်တိတိစောင့်ရွက်ရမှာဖြစ်ပါတယ်เนาะအဲ့ဒါကိုစောင့်ရွက်ပြီးသွားပြီးဆိုရင်တော့ဘာလို့ရမလဲဆိုတော့နော်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုအရှင်မြတ်စွာဘုရားတပည့်တော်သည် ဓလေးမဂါထာတော်နဲ့ဘောဓုတ္တပမင်္ဂလာဂါထာတော်တို့ကိုရွတ်ပွားတဲ့ဆွဲပူဇော်လျက်တရားရှစ်လုံးဓလေးပါပရိကုံဖြင့်ပရိသုံးပတ်ပူဇော်ပြီးမြောက်ခဲ့ပါပြီဗျာအဲ့ညမှာဓလေးပါပရိမဟုတ်တဲ့သူကလည်းထဲ့မပြောနဲ့ပေါ့နော်ပူဇော်ပြီးမြောက်ခဲ့ပါပြီဗျာအေးပူဇော်မှုအစုစုတို့သည်တပည့်တော်အတွေ့ကိုကျမ်းမှာစိတ်ချမ်းသာခြင်းနဲ့နိဗ္ဗာန်အကြောင်း တရားတို့ကိုကောင်းစွာပွားများအထောက်နိုင်ခြင်းကား အထောက်အပံ့ကောင်းဖြစ်ရပါစေသားဖះမဟုတ်ဘူးနော်ဖြစ်ရပါစေသားကိုကြည်ညိုလေးစားတဲ့လူရှိမှတစ္ဆာဆူလိုက်တာနော်အဲ့ဒါလေးပြီးရောယခုအခါတွင်ဒါလေးပါပရိနိဒါလေးပါဂါထာတော်ဘွားတို့တပ်ပမင်္ဂလာဂါထာတော်တို့ကိုရိုသေလေးမြတ်စွာဖြင့်ပရိသုံးပတ်ပူဇော်ပြီးနောက်ခဲ့ပါပြီ အကျွန်ုပ်နဲ့အတူတကွရုပ်ပွားတရဆယ်ပူဆောင်နာကျန်းရင်ကြွားရုံကြောက်တော့တမရီဝနဲ့မြန်နဲ့ကောင်းနဲ့အပေါင်းရိယာတရဆင်တရကောင်းသူညာလောင်းအပေါင်းအဆောင်ရှောက်ပုဂ္ဂိုလ်လူပုဂ္ဂိုလ်များအပေါင်းတို့ဒီလေဝမ်းမြောက်ဝမ်းသာရှိကြပါကုန်လောတာဒုတာဒုတာဒုအော်ဒါဆိုရင်မိမိပြရမယ်အဋိဋ္ဌံကုသိုလ်အဲ့ဒီနေ့အတွက်ပြီးပြီအဲ့တော့ဘာဆက်လုပ်ရမလဲဆိုတော့အမြဝေးရမယ်မိမိဖိတ်ကြားထားတဲ့ပုဂ္ဂိုလ်တွေကို အမြောင်ဝင်မယ်ပြီးရင်မြေတာပို့မယ်နော်မြေတာပို့တာကလည်းဆရာမခဏခဏပြောပါတယ်စိတ်စူးစိုက်ပြီးမြေတာပို့ပါနော်ကိုပါဇက်ကကပြာရွတ်တလို့ထွက်နေတိုင်းမြေတာပို့ရမရောက်ပါဘူးနော်ကိုသားကိုသမီးလေးတွေကိုချက်လိုက်တာဆိုတာဒီနော်မိဘတွေအတွက်ရင်ထဲကလာပြီးတော့ကိုချက်အဲအဲ့ဒီလိုကိုဖြစ်နေရမှာမြေတာပို့တဲ့အခါမှာလဲ ပါဇက်ကပြောတဲ့အတန်တိုင်းနောက်ကလိုက်ပြီးရင်ထဲကပါရမှာဖြစ်တယ်အဲ့ဒါမှမြစ်တာဆူးရှပြီးနော်မြစ်တာကိုမိမိပို့တဲ့ပုံကိုယ်တွေက ခံယူရရှိပြီးတဲ့နောက်မြစ်တာရဲ့အသွာအပြန်ပေါ်ပေါက်လာမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါကြောင့်မြစ်တာပို့မယ်အားလုံးပြီးရင်တော့နှက်ပြန်ပို့မယ်အဲဒီဒီလပေါ့နော်လပြည့်အဋိဌံထူကြတာက၃ရက်နော် လာပြင်းနေ့လုံးမယ်လာပြင်းနေ့ဆိုတာဒဇမ်မာနော်ဒဇမ်မာ9ရက်ကိုပြောတာနော်လာပက်ခပြည့်တဲ့နေ့လာပြင်းနေ့လုံးမယ်လာပြည့်ကျော်တက်ရက်လုံးမယ်လာပြည့်ကျော်2ရက်မှလုံးပါမယ်ဒါဆိုရင်ဒီလအတွက်အဋ္ဌကံကြီးတစ်ခုပြင်းမြောက်အောင်မြင်သွားပြီလို့ယူဆပါအဲ့တော့နောက်နေ့တွေရောဆ iam မရေဒီလိုပြင်ဆင်မှုတွေလုံးရမှာလားဆိုရင်မဖြစ်မနေလုံးရမှာမဟုတ်ဘူး မိမိကဆန္ဒရှိလို့မနဲ့စောစောအာယုံပိုင်းမှာထပြီးတော့လုံးမယ်ဆိုရင်တော့အတိုင်းထက်အလွန်ပေါ့။နော်။ဒါပေမဲ့ဒါကြီးလုံးရမှာကိစ္စဒီဖျားကြီးတစ်ခုဖြစ်နေမယ်ဆိုရင်မလုပ်ပါနဲ့။ကိုယ်တို့လုံးတဲ့နေရာမှာဖျားကြီးနဲ့နော်ငါလုံးဝမဟင်းမလုံးရင်တော့ဒုက္ခပဲ။အဲ့ဒီဒိတ်တံပြတ်သွားရင်တော့ဒုက္ခပဲ။အဲ့ဒါ no မှားတယ်။စိတ်ပေါ့ပေါ့ပါပါထားပြီးတော့လုံးလို့ရတဲ့အချိန်မျိုးနဲ့လုပ်ပါ။အကယ်၍ကိုယ်ဒီ နေ့လဲစေနာယီစတနာယီမှ လုံမယ်ဆိုရင်လည်းပဲစွန့်ပြင်ဆင်ပြီးလုပ်ပါ အကံ၍စတနာယီနောက်ပိုင်းမှ ဆောင်ရွက်နိုင်တယ်ဆိုရင်လည်းပဲဘာမှ ပြင်ဆင်စရာမလိုပဲမိမိဖះเจ้าတော်မှာမူလလှူဒန်းနာတဲ့ပန်းရေချမ်းစီမီကိုစက်ကပ်ပြီးတော့လုပ်ဖို့ပဲဖြစ်ပါတယ်เนาะအဲ့ဒါဆိုရင်အောင်မြင်သွားပြီဖြစ်ပါတယ်ကဲအားလုံးကိုလည်းကျေးဇူးတင်ပါတယ်เนาะလာမယ့် လာပြည့်နေ့ဖြစ်တဲ့ဒဇမလာ9ရက်နေ့မနေ့9နာရီခွဲတိတိမှာဆရာမတွေအားလုံးเนาะနတ်တော်လာပြည့်နေ့လာဘက်ခပြည့်တဲ့နေ့ရဲ့เนาะအစီအရင်ကိုမင်္ဂလာကျက်တည်ပြည့်စုံစွာနဲ့အတူတကွပူဇော်ကြရအောင်အားလုံးကျမ်းမာချမ်းသာကြပါစေစိတ်ချမ်းသာကိုယ်ချမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ